ပကိုးမြို့ရွှေမော်ရိုးစီရီအနောက်ဘက်မှာဗုဒ္ဓအသံဓမ္မပိမံနောက်ကျောမှာတမန်တွေကပြုလုပ်တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဒေါအောင်ဆန်းစုကြည်ရဲ့2015အတွက်ပထမဆုံးအကြိမ်လူမှုတွေ့ဆုံပွဲနဲ့ဗိုလ်ချုပ်ရာပြည်အခမ်းအနားမှာအခုလိုပြောဆိုလိုက်တာပါဒီမိုကရေစီဆိုတာလွတ်လပ်မှုနဲ့လုံခြုံမှုကြားထဲမှာချိန်ခွေရှာမြေမြအောင်လို့ထားတဲ့စနစ်ပဲလို့ဘာဖြစ်လို့ဒီမှာဒီလိုပြောရလဲဆိုတော့ တချို့တွေကလုံခြုံမှုကအကြောင်းပြပြီးတော့ပြည်သူလူထုတွေရဲ့အခွင့်အရေးတွေကိုကန့်တတ်ကြတယ်ချုပ်ချယ်ကြတယ်တချို့ကလည်းလွတ်လပ်မှုကိုအကြောင်းပြပြီးတော့ပြည်သူလူထုကိုရဲ့လုံခြုံမှုကိုထိခိုက်စေမဲ့အပြုအမူတွေကိုပြုလုပ်ကြတယ်ဒါကြောင့်ဒီနှစ်ခုစလုံးဟာအရေးကြီးတယ်လုံခြုံမှုရောလွတ်လပ်မှုရောအဲ့ဒါကိုပဲဖေဖေကနေပြီးတော့ကျမတို့နိုင်ငံအတွက် လိုလာခဲ့တယ်လိုချင်ခဲ့တယ်ကျမတို့ရဲ့ပြည်သူပြည်သားတွေကိုအဆက်မြင့်တဲ့နိုင်ငံသူနိုင်ငံသားတွေဖြစ်စေခြင်းခဲ့ကျမလည်းဒီတိုင်းပဲကျမကိုမေးလို့ရှိရင်ဒီနိုင်ငံအတွက်စုတစ်ခုလဲတောင်းမှာဘယ်လိုစုတောင်းမလဲဆိုလို့ရှိရင်ကျမတို့ရဲ့ပြည်သူပြည်သားတွေဟာအဆက်မြင့်တဲ့လူသားတွေဖြစ်ဖို့ပဲဒီစုတစ်ခုပဲကျမတောင်းမယ်တစ်ခုလည်းပဲပေးမယ်ဆိုရင်အဲ့ဒါနဲ့ကိုအားလုံးလုံတော့ ဒီလူလူတွဲဆုံမမတိုင်ခင်မှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဒေါအောင်ဆန်းစုကြည်ဟာဗကိုးမြို့ရွှေမော်တော်ဖះကအင်္ဂါတောက်မှာတက်ရောက်ဖះဝတ်ပြုခဲ့ပြီးတန်ဃာတော်တွေကိုဆွန့်ကတ်ခဲ့ပါတယ်။ဒီလူလူတွဲဆုံမွေဟာမကြခင်မှာကြောက်ရောက်တော့မယ်ဘိုးကျောင်းအောင်ဆန်းနှစ်တရာပြည့်အခမ်းအနားအထိတ်မှတ်ဖြစ်ဗကိုးမြို့နယ်မှာလှုပ်တာဖြစ်ပြီးဘိုးကျောင်းအောင်ဆန်းရဲ့ခေါင်းဆောင်စိတ်ဓာတ်နဲ့ဒီမိုကရေစီလမ်းကြောင်းပေါ်လိုက်ပါရမယ်ပြည်သူလူထုထားရှိရမယ်စိတ်ဓာတ်ကိုဒေါအောင်ဆန်းစုကြည်ကအဓိကထားပြောကြားခဲ့ပါတယ်။ ယုံကြည်ချက်တစ်ခုရှိတယ်။ဘာလဲဆိုတော့ဖေဖေလုံးပုဂ္ဂိုလ်တယောက်ကိုခေါင်းဆောင်အဖြစ်နဲ့လက်ခံခဲ့တဲ့ပြည်သူလူထုဟာနိုင်ငံရဲ့အမြင်ပြည့်ဝတယ်လို့ဒီမှာဒီလိုပဲယုံကြည်ချက်ပါလေ။မဖြစ်လို့ဒီလိုပြောရလဲဆိုတော့ဖေဖေပုံပန်းတရားဟာလူကြိုက်များအောင်ဖန်တီးထားတဲ့ပုံပန်းတရားမဟုတ်ပါဘူး။ပြောတဲ့အခါကျရင်လည်းပြက်ပြက်သားသားဒုံးတိတိနဲ့ပြောတတ်ပါလေ။မမကန်ကန်လုပ်တယ်။ဘာမှ မင်းသားပုံစံနဲ့လုံးဝမထွက်ပါဘူး။သို့တော်ညာလည်းပြည်သူကဒါကိုသဘောကျတယ်။အရေးချင်းအဓိကထားမဲ့အရေးချင်းတွေကိုအဓိကထားတတ်တဲ့ပြည်သူလူတို့ဟာနိုင်ငံရေးရဲ့အဆုံးဖြတ်ချက်တွေမှန်ကန်မှာပဲလို့ကျွန်တော်ယုံကြည်ခဲ့တယ်။အဲ့ဒီလိုယုံကြည်ခဲ့လို့လေဒီဒီမိုကရေစီလှုပ်ရှားမှုတွေမှာဒီမှာဘယ်တော့မှမယိမ်းမယိုင်းဆက်လက်ပြီးတော့ပါဝင်ခဲ့တာဖြစ်ပါတယ်။ဒီလူတို့တွေ့ဆုံပွဲကို ဘကိုးတိုင်းဒေသကြီးကပြည်သူလူထု9000ကျော်ခန့်တက်ရောက်ခဲ့ပါတယ်။စမအီမမမော်မှာ